တူရကီဟာရုရှားရဲ့မိတ်ဆွေအရင်းချာဖြစ်ခဲ့ပူပါတယ်။နှစ်ပေါင်းများစွာတူရကီသမ္မတရီဆက်ဒေရစ်အာဒိုဂန်ဟာနေတိုးနဲ့မော်စကိုကြားမှာမျှကြေထင်းရင်အလွန်ခက်ခဲတဲ့လမ်းကြောင်းကိုရှောင်လန်းခဲ့ပါတယ်။သူဟာကုန်သွယ်ရေးကိုဆက်လက်ဖွင့်ထားခဲ့ပြီးရုရှားကိုရေးယူပိတ်ဆို့ဖို့ငင်းဆန်ခဲ့ပါတယ်။ရုရှားစစ်တပ်စီကလက်နက်တွေတောင်ဝယ်ယူခဲ့ပါသေးတယ်။ဒါပေမဲ့အခုတော့အရာအားလုံးပြောင်းလဲသွားပါပြီ။အမေရိကန်ကတော့မထင်မှတ်ထားတဲ့ပုံစံမျိုးနဲ့တူရကီဟာပြောင်းလဲဖို့စတင်နေပါပြီ။ပြီးတော့ဒါဟာရုရှားအတွက်အကျိုးမရှိပါဘူး။အာဒိုဂန်ဟာကြားနေတဲ့သဘောထားကိုရပ်တန့်လိုက်ပါပြီ။ သူဟာယူကရိန်းရဲ့နယ်မြေပိုင်ဆိုင်မှုအချုပ်အခြာအာဏာကိုပုံပွင့်လင်းလင်းထောက်ခံလိုက်ပါတယ်။ဒါဟာပူတင်အတွက်အခြေအနေတွေကိုပိုခက်ခဲသွားစေပါတယ်။တူရကီကနေတိုးရဲ့ဝမ်ဝိုင်းတွေကိုပိုပြီးဆွဲခေါ်ခံနေရပါပြီ။ဒီနေရာမှာမေးချင်တဲ့မေးခွန်းကတော့ဘာကြောင့်လဲ။တူရကီဟာရုရှားကိုအပီးပိုင်ကြောခိုင်းနေတာလား။ဒါမှမဟုတ်အာတူဂန်အနေနဲ့သူ့ကိုယ်ပိုင်အာဏာပုံမရရှိအောင်လှုပ်ဆောင်တဲ့မဟာဗျူဟာမြောက်ကစားကွက်တစ်ခုပဲလား။ပြီးတော့တူရကီဟာရုရှားရဲ့ချုပ်ကန်မှုကနေတကယ်ပဲလွတ်မြောက်နေတယ်ဆိုရင် ဒါဟာယူကရိန်းစစ်ပွဲနဲ့နေတိုးရဲ့အနာဂတ်အတွက်ဘလို့တက်ရောက်မှုတွေရှိလာမှာလဲအားလုံးကိုအသေးစိတ်သိရှိဖို့အတွက်ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိလိုက်ပါကြည့်ရှုပေးကြပါအောင်ခင်ဗျာတမိုင်းကြောင်းကဒီလိုဆိုနေတယ်တန်တရားဖြစ်เสียမှလို့ပါဘူးတစ္ဆာခံမှုတွေရုတ်တရက်ပြောင်းလဲသွားရခြင်းရဲ့နောက်ွယ်ကအဓိကဇက်ဆောင်ကတော့လက်ရှိတူရကီတမရတေရစ်အာတူကန်ပါသူရဲ့လှုပ်ဆောင်ချက်တွေကိုနားလည်ဖို့အတွက်တူရကီနဲ့ရုရှားတို့ဘာကြောင့်ဒီလောက်ရှုပ်ထွေးတဲ့ဆက်ဆံရေးမျိုးရှိရတာလဲဆိုတော့ကိုနည်းနည်းပို့ပြီးနက်နက်နည်းနည်းလေ့လာဖို့လိုပါလိမ့်မယ်အဲ့ဒီအတွက် ျွန်တော်တို့အရင်အချိန်တွေကိုတစ်ချက်လောက်ပြန်သွားကြည့်ကြအောင်။ဘယ်အချိန်လဲဆိုတော့17ရာစုစီကိုပါ။ခရိုင်းမီးယားဟာအစကတည်းကရုရှားဒါမှမဟုတ်ယူကရိန်းတို့ရဲ့ပိုင်ဆိုင်မှုမဟုတ်ခဲ့ပါဘူး။ဒီဒေသဟာ17ရာစုဝင်းကျင်မှာကနဝူးခြေချနေထိုင်ခဲ့တဲ့ခူမန်လူမျိုးတွေကနေတဆင့်တူရကီလူမျိုးတွေရဲ့လွှမ်းမိုးမှုအောက်ကိုအရင်ဆုံးရောက်ရှိခဲ့ပါတယ်။နောက်ပိုင်းမှာမွန်ဂိုအင်ပါယာကြီးကခရိုင်းမီးယားကိုအုပ်ချုပ်ခဲ့ပြီး15ရာစုမှာခရိုင်းမီးယားခန်းနိုင်ငံထွန်းကားလာဖို့အတွက်အခြေခံအုပ်မြစ်ချပေးခဲ့ပါတယ်။အဲဒီနောက်သီအိုရီယာတာတာလူမျိုးဥဆောင်တဲ့လွတ်လပ်တဲ့နိုင်ငံဟာ မကြာခင်မှာအော်တိုမန်အချုပ်ချာအာဏာအောက်ကိုရောက်ရှိသွားခဲ့ပါတယ်1485ခုနှစ်မှာအော်တိုမန်အင်ပါယာဟာအရေးပါတဲ့ကုန်သွယ်ရေးစိတ်ကမ်းတစ်ခုဖြစ်တဲ့ကာဖာအပါအဝင်ခရိုင်းမီးယားရဲ့အဓိကကမ်းရိုးတဲ့မြို့တွေကိုသိမ်းပိုက်ခဲ့ပါတယ်ခရိုင်းမီးယားခန်းနိုင်ငံဟာတစိ့တပိုင်းကိုပိုင်အုပ်ချုပ်ခွင့်ရနေတုန်းမှာပဲသူ့ရဲ့အုပ်စိုးသူတွေဟာအစ္စတန်ဘူကဆူလ်တန်ဘုရင်ကိုတစ်ဆာခံခဲ့ကြပါတယ်ခရိုင်းမီးယားဟာအော်တိုမန်တွေအတွက်အဓိကစစ်ရေးဆိုင်ရာပိုင်ဆိုင်မှုတစ်ခုဖြစ်လာခဲ့ပြီး သူတို့ရဲ့စစ်စင်ရေးတွေအတွက်ကျွမ်းကျင်တဲ့တာတာမြင့်တပ်သားတွေကိုထောက်ပံ့ပေးခဲ့ပါတယ်။ဒီကျိုးဆယ်ဟာရုရှားနဲ့ပိုလန်နယ်မြေတွေကိုဝင်ရောက်တိုက်ခိုက်ဖို့အတွက်အခြေခံအချက်အခြာနေရာတစ်ခုဖြစ်လဲလှုပ်ဆောင်ခဲ့ပြီးအင်ပါယာကိုကျွယ်ဝစေတဲ့ဂျုံကုံတွေရေးကိုလည်းအားပေးခဲ့ပါတယ်။ဒီအစီအစဉ်ဟာနှစ်ပေါင်း300ကျော်ကြာခဲ့ပါတယ်။ဒါပေမဲ့18ရာစုဟာအပြောင်းလဲတစ်ခုကိုပေါ်ပေါက်စေခဲ့ပါတယ်။ပီတာသခင်ကြီးနဲ့နောက်ပိုင်းမှာကက်သရင်းသခင်မကြီးတို့ရဲ့လက်အောက်မှာအင်အားကြီးထွားလာတဲ့ရုရှားအင်ပါယာဟာခရိုင်းမီးယားကိုစိတ်ကမ်းတွေစီသွားတဲ့တကားပေါက်အဖြစ်ရှုမြင်ခဲ့ကြပါတယ်။ ။ဒါကြောင့်ရုရှားနဲ့အော်တိုမန်တို့ကြားကစစ်ပွဲတွေဇက်တိုက်ဖြစ်ပွားခဲ့ပြီး1994ခုနှစ်မှာကူချွတ်ကေနာကာစာချုပ်နဲ့အဆုံးသတ်ခဲ့ပါတယ်။ဒီစာချုပ်ရာခရိုင်းမီးယားကိုအမေရိကန်လွတ်လပ်ရေးပေးခဲ့ပါတယ်။အမှန်တကယ်မှာတော့ဒါဟာ1983ခုနှစ်မှာတရံဝင်ဖြစ်ခဲ့တဲ့ရုရှားရဲ့သိမ်းပိုက်မှုကိုဥတီတဲ့ခြေလှမ်းတစ်ခုပါပဲ။ဒီဆုံးရှုံးမှုကိုတားဆီးဖို့မတတ်နိုင်တဲ့အော်တိုမန်တွေဟာခါးသီးရဲ့ရှုံးနိမ့်မှုကိုလက်ခံခဲ့ရပါတယ်။ခရိုင်းမီးယားကိုဆုံးရှုံးပြီးတဲ့နောက်မှာတော့ကျိုးစံနဲ့ပတ်သက်လို့တူရကီရဲ့မဟာဗျူဟာမြောက်အကျိုးစီးပွားကအားကောင်းနေသေးပါပဲ။ 1853ခုနှစ်ကနေ1856ခုနှစ်အထိကြာခဲ့တဲ့ခရိုင်းမီးယားစစ်ပွဲမှာအော်တိုမန်အင်ပါယာဟာပြည်ထိုင်တဲ့ပြင်သစ်တို့ရဲ့အထောက်ပံ့နဲ့ရုရှားရဲ့တိုးချဲ့မှုကိုထိန်းချုပ်ဖို့အတွက်ရုရှားကိုတိုက်ခိုက်ခဲ့ပါတယ်။စစ်ပွဲအတွင်းမော်စကိုဟာခဏတာလောက်ပဲအရင်နိုင်ခဲ့ပေမဲ့နောက်ဆုံးမှာခရိုင်းမီးယားဟာရုရှားလက်ထက်မှာခိုင်ခိုင်မာမာဆက်လက်တည်ရှိနေခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲအော်တိုမန်တွေနဲ့အချိန်တော်ကြာမှာမိတ်ဖွဲ့ထားတဲ့ခရိုင်းမီးယားတတလူမျိုးတွေဟာနှိမ့်ဆက်ညှဉ်းပန်းခံရမှုတွေကိုရင်ဆိုင်ခဲ့ရပါတယ်။ ူတို့အများစုဟာအော်တိုမန်မြေတွေအထူးသဖြင့်ယနေ့ခေတ်တူရကီနိုင်ငံစီကိုထွက်ပြေးခဲ့ကြပြီးဒေသခံတူရကီလူမျိုးတွေရဲ့အမျိုးသားရေးလက္ခဏာတွေကိုပေါ်ပြီးရော့ပါစေခဲ့ပါတယ်။ဆိုဗီယက်ခေတ်ကတာတာရီအတွက်ပို့ပြီးဆိုးရတဲ့ဒုက္ခတွေကိုတည်ဆောင်လာခဲ့ပါတယ်။1944ခုနှစ်မှာစတာလင်ဟာခရိုင်းမီးယားတာတာလူမျိုးတွေကိုနာဒီရီနဲ့ပူးပေါင်းတယ်လို့ဆွဆဲခဲ့ပြီးသူတို့ကိုအာရှအလဲပိုင်းစီအစုလိုက်အပြုံလိုက်နှင်ထုတ်ဖို့အမိန့်ပေးခဲ့ပါတယ်။မိသားစုတစ်ခုလုံးကိုတရိတ်ဆန်တင်တဲ့ယထားတွေပေါ်အတင်းကျပ်တင်ဆောင်ခဲ့ပြီး ထောင်ပေါင်းများစွာဟာအစာရည်သာငတ်ပြတ်မှုတွေယောဂတွေနဲ့ရက်ဆက်တန်းကျုပ်တဲ့အခြေအနေတွေကြောင့်သေဆုံးခဲ့ပါတယ်။အဲဒီလိုနဲ့ဆယ်စုနှစ်ပေါင်းများစွာတာတာလူမျိုးတွေကိုပြန်လာဝင်ပိတ်ပင်ထားခဲ့ပြီးသူတို့ရဲ့ဇာတိမျိုးကိုရုရှားလူမျိုးတွေကိုအခြေချစေခဲ့ပါတယ်။တာတာလူမျိုးပေါင်းတသိန်းခွဲကနေနှစ်သိန်းကြားဟာသူတို့ရဲ့နေအိမ်တွေကနေနှင်ထုတ်ခံရပြီးအာရှရဲ့အတွင်းပိုင်းကိုပို့ပြီးရွှေ့ပြောင်းမှုအတင်းအကျပ်ခိုင်းစေခံခဲ့ရတယ်လို့ခန့်မှန်းရပါတယ်။1990ပြည့်နှစ်အစောပိုင်းဆိုဗီယက်ပြည်အောင်စုပြိုကွဲချိန်ထိတာတာလူမျိုးအများစုဟာခရိုင်းမီးယားကိုမပြောင်းနိုင်ခဲ့ကြပါဘူး။ ခရိုင်းမီးယားရဲ့အရေးပါပုံဒါဆိုရင်ခရိုင်းမီးယားဟာပါဝင်ပတ်သက်သူအားလုံးတွေဘာကြောင့်ဒီလောက်အရေးကြီးရတာလဲဒီနေရာမှာအဓိကအကြောင်းရင်းအနည်းငယ်ရှိပါတယ်ပထမတစ်ခုကတော့ဒေတာရဲ့အရေးပါတယ်ပင်လယ်နက်ကိုဝင်ရောက်ခွင့်ရဖို့ပါပဲရုရှားက2014ခုနှစ်မှာခရိုင်းမီးယားဒေတာကိုသိမ်းပိုက်ခဲ့တဲ့အခါမှာပင်လယ်နက်မှာဩဒါလွှမ်းမိုးဖို့အဓိကအားဖြင့်အရှေ့ဥရောပမှာစစ်ရေးနဲ့နိုင်ငံရေးအကြဩဒါလွှမ်းမိုးဖို့အတွက်ပင်လယ်နက်မှာတပ်ဖွဲ့တွေကိုခြေကုပ်ယူထားနိုင်ပါတယ်ခရိုင်းမီးယားကိုသိမ်းပိုက်လိုက်ခြင်းကြောင့် ရုရှားဟာယူကရိန်းရဲ့အရေးကြီးဆုံးဒေသတွေကတစ်ခုကိုတင်ပိုက်နိုင်ခဲ့တယ်လို့ပြောလို့ရပါတယ်။ခရိုင်းမီးယားဟာပင်လယ်နက်ကိုအစင်သစ်ဝင်ရောက်ခွင့်ပေးရုံသာမကတဘာဝအရင်းမြစ်တွေလည်းအများကြီးရှိပါတယ်။ဥပမာတစ်ခုအနေနဲ့ပြောရရင်ခရိုင်းမီးယားရဲ့ပင်လယ်နက်နဲ့အေဇော့ပင်လယ်ရဲမှာရေနယ်နဲ့တဘာဝတန်းငွေအမြောက်များထွက်ရှိပါတယ်။ရုရှားမသိမ်းပိုက်ခင်ကတော့ယူကရိန်းဟာရုရှားတန်းငွေတွေပေါ်မိခုံမှုကိုရှက်ချဖို့ဒီကမ်းလုံပင်လယ်တွေကိုအသုံးချခဲ့ပါတယ်။ဒီနေရာမှာထင်ရှားတဲ့စွမ်းအင်ထွက်ရှိတဲ့နေရာတွေကတော့ သဘာဝတန်ဝေးကုဘမီတာဘီလီယံပေါင်းများစွာပါဝင်တယ်လို့ခန့်မှန်းထားတဲ့ Skiff Scar နဲ့ Poros Scar တန်ဝေးထွက်တဲ့နေရာတွေပင်လယ်နဲ့အနောက်မြောက်ပိုင်းမှာရှိတဲ့အဓိကကမ်းလွန်သဘာဝတန်ဝေးထွက်လို့ရင်းနေရာတစ်ခုဖြစ်တဲ့ Odessa တန်ဝေးထွက်ရာနေရာနဲ့ Hydrocarbon အများအပြားရှိတဲ့ Crimea ကမ်းလွန်ရေတိမ်ပိုင်းလိုပဲဖြစ်ပါတယ် Crimea ကိုသိမ်းပိုက်ခြင်းအဖြစ်ရုရှားဟာဒီတူလောင်ထားတဲ့အရင်းမြစ်တွေကိုထိန်းချုပ်လိုက်နိုင်ပြီးပင်လယ်နဲ့မှာသူ့ရဲ့စွမ်းအင်လွှမ်းမိုးမှုကိုတိတိတသားတိုးချဲ့လိုက်ပါတယ် Chernomorph to gas လို့ ယူကရိန်းဆိုင်ရဲ့ကုမ္ပဏီတွေဟာကမ်းလွန်ထုတ်ယူရေးနေရာတွေကိုထိန်းချုပ်နိုင်တဲ့ဆုံးရှုံးသွားခဲ့ရပြီးရုရှားကြောတောင်းနောက်ခံပြုထားတဲ့အာဏာပိုင်တွေကအဲ့ဒီနေရာတွေကိုအလင်းမြန်သိမ်းယူခဲ့ပါတယ်။ဒါဟာယူကရိန်းကိုရုရှားဆိုရင်တင်သွင်းမှုပေါ်ပိုပြီးမိခိုစေုံသာမကပဲဥရောပရဲ့အလဲပိုင်းနဲ့အရှေ့ပိုင်းဒေသတွေမှာရေနံနဲ့တဘာဝတံငွေတွေထုတ်လုပ်ခြင်းနဲ့တန်တင်ခြင်းတွေပေါ်ရုရှားကမူပိုင်ခွင့်ရသွားတယ်လို့ပါပဲ။ရုရှားပေါ်မိခိုလာရတဲ့တူရကီဒီအခြေအနေကတူရကီအတွက်ဘာကြောင့်စိုးရိမ်စရာဖြစ်ရတာလဲ။ တူရကီဟာသူ့ရဲ့စွဲရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းဖို့အတွက်ရုရှားတဘာဝတံငွေကိုဟိုးရင်ကလေးကအကြီးအကျယ်မှီခိုးခဲ့ရပါတယ်၂၀21ခုနှစ်မှာရုရှားဟာတူရကီရဲ့ပြည်ရင်းတံငွေလိုအပ်ချက်ရဲ့ခန့်မှန်းခြေ44.900ခန်းလုံးကိုထောက်ပံ့ပေးခဲ့ပါတယ်ဒီမီကုန်မှုဟာလွန်ခဲ့တဲ့10သုနှစ်တွင်ရော့ကျလာခဲ့ပါတယ်တူရကီရဲ့စုစုပေါင်းတဘာဝတံငွေတင်သွင်းမှုမှာရုရှားရဲ့စုရှယ်ယာဟာ2013ခုနှစ်မှာ60ရာခိုင်နှုန်းကနေ2022ခုနှစ်မှာ39ရာခိုင်နှုန်းထိကျဆင်းခဲ့ပါတယ်။ရာခိုင်နှုန်းအဖြစ်ကျဆင်းမှုရှိနေပေမဲ့ ရုရှားကနေတင်သွင်းတဲ့တဘာဝတက်ငွေရဲ့ပမာဏအမှန်ကတော်တော်လေးတည်ငြိမ်နေခဲ့ပါတယ်။2014ခုနှစ်မှာရုရှားကခရိုင်းမီးယားကိုသိမ်းပိုက်ပြီးတဲ့နောက်ရုရှားကနေတူရကီရဲ့တဘာဝတက်ငွေတင်သွင်းမှုဟာမဟာပြူဟာမြောက်အရေးပါမှုတစ်ခုဖြစ်လာခဲ့ပါတယ်။အနောက်နိုင်ငံတွေကမော်စကိုကိုအရေးယူပိတ်ဆို့မှုတွေပြုလုပ်ခဲ့တဲ့မှာတူရကီကသူ့ရဲ့စွမ်းအင်ဆက်ဆံရေးတွေကိုဆက်လက်ထိန်းသိမ်းမှုအတွက်ရုရှားကိုရွေးချယ်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာတူရကီတဘာဝတက်ငွေရဲ့55ရာခိုင်နှုန်းကျော်ဟာရုရှားကနေ Blue Stream and Western Line ပိုက်လိုင်းတွေကိုဖြတ်ပြီးတော့စီးဝင်လာခဲ့ပါတယ်။ ယူကရိန်းစစ်ဟာဒီထောက်ပံ့မှုတွေကိုချက်ချင်းအနှောက်အယှက်မပေးခဲ့ပေမဲ့တူရကီထိန်းသိမ်းရမယ့်မျှခြေတစ်ခုတော့ရှိလာတာအမှန်ပါပဲဒီလောက်မြင်ပါတယ်မိခိုမှုနဲ့ဆိုရင်ဘလို့ပထဝီနိုင်ငံရေးအပြောင်းလဲမဆိုသူ့ရဲ့စွမ်းရည်လုံခြုံရေးကိုချိန်းချောင်းနိုင်ပါတယ်ဒါကြောင့်တူရကီအနေနဲ့ဘလို့ပဲအလဲလက်လန်းကိုပဲရွေ့ရွေ့အဲ့ဒီမျှခြေကကြာကြာထိန်းသိမ်းမထားနိုင်ပါဘူးတူရကီကရုရှားနဲ့ဘာလို့အလံဝေးသွားရတာလဲ2015ခုနှစ်မှာတူရကီဟာစီးရီးယားနယ်စပ်အနီးနားမှာရုရှားရဲ့ Su-24 တိုက်လေယာဉ်တစ်စင်းကိုပစ်ချခဲ့ပြီး နှစ်နိုင်ငံကြားတင်းမာမှုကိုဖြစ်ပေါ်စေခဲ့ပါတယ်။မော်စကိုကပြင်းထန်တဲ့စီးပွားရေးအရေးယူပိတ်ဆို့မှုတွေနဲ့တုံ့ပြန်ခဲ့ပြီးကုန်သွယ်ရေးကိုဖျက်တောက်ပစ်သလိုခရီးသွားလုပ်ငန်းကိုလည်းကန့်သတ်ခဲ့ပါတယ်။ရုတ်တရက်ဆိုသလိုယုံကြည်စိတ်ချရတယ်လို့ထင်ရတဲ့ဒဏ်ငွေဟာလက်နက်တစ်ခုဖြစ်လာခဲ့ပါတယ်။တူရကီမှာရွေးချယ်စရာမရှိပါဘူး။သူ့ရဲ့စွန့်ရဲ့မဟာဗျူဟာကိုပြန်လည်စဉ်းစားရပါတော့တယ်။ပထမရွေးချယ်ရမယ့်လမ်းကဘာလဲ။ထောက်ပံ့သူအစ်စ်တွေကိုရှာဖွေခြင်းပါပဲ။အဲ့ဒီချိန်အစားပိုင်းကျန်းဟာတူရကီရဲ့စွန့်ရင်ကဏ္ဍမှာ အားကိုးရမယ့်ကစားသမားတဦးဖြစ်လာခဲ့ပါတယ်။2019ခုနှစ်မှာ Trans Anatolian တဘာဝတံငွေပိုက်လိုင်း TANAP ကိုစတင်ခြင်းကတူရကီကိုအဇာဘိုင်ဂျန်တံငွေတွေတိုက်ရိုက်ရရှိစေခဲ့ပြီးရုရှားပိုက်လိုင်းတွေဘောသူရဲ့မိခုံမှုကိုလျှော့ချပေးခဲ့ပါတယ်။ဒါပေမဲ့အဇာဘိုင်ဂျန်တဦးတွေကရုရှားရဲ့ကြီးမားတဲ့ထောက်ပံ့မှုကိုအစားထိုးနိုင်မှာမဟုတ်ပါဘူး။ဒါကြောင့်တူရကီအနေနဲ့ရွေးချယ်ကြရတဲ့အများကြီးမြန်မြန်ဆန်ဆန်လိုအပ်ပါတယ်။အဲ့ဒီအချိန်မှာ LNG တံငွေကအရေးပါလာခဲ့ပါတယ်။ တူရကီကသူ့ရဲ့ LNG အခြေခံအဆောက်အုံကိုတိုးချဲ့တဲ့အတွက်အမေရိကန်၊ကာတာနဲ့အယ်ဂျီးရီးယားတို့ကတင်သွင်းမှုတွေမြင့်တက်လာခဲ့ပါတယ်။တူရကီကဒီလိုမျိုးရုရှားပေါ်မှီခိုမှုကိုရှော့ချနေရင်းနဲ့တော့ရုရှားစွန့်ရင်တဲ့ဆက်ဆံရေးကိုလုံးဝမဖြတ်တောက်ခဲ့ပါဘူး။အမှန်တော့နိုင်ငံနှစ်ခုဟာပုံပြီးကြီးမားတဲ့သဘောတူညီချက်တစ်ခုကိုရရှိခဲ့ပါတယ်။2020ပြည့်နှစ်မှာပြီးစီးခဲ့တဲ့ Tax Drain Pipeline ဟာယူကရိန်းကိုရှောင်ရှားပြီးတူရကီရဲ့စွန့်ရင်အချက်အချာနေရာဖြစ်ရုရှားတံငွေအတွက်လမ်းကြောင်းအသစ်တစ်ခုကိုဖန်တီးပေးခဲ့ပါတယ်။ တူရကီကသူ့ရဲ့မိခုံမှုကိုလျှော့ချဖို့လှုံ့ဆော်နေတဲ့အချိန်မှာတူရကီဟာဥရောပအတွက်ရုရှားတပ်ငွေဖြတ်တန်းရအထူးကလမ်းကြောင်းလေးဖြစ်လာခဲ့ပါတယ်။အဲဒီနောက်2022ခုနှစ်ရောက်မှာတော့ရုရှားရဲ့ယူကရိန်းကိုပြည့်ဝကျူးကျော်မှုကတူရကီကိုပိုပြီးခက်ခဲတဲ့အကြက်တဲတွေကိုရောက်စေခဲ့ပါတယ်။ဥရောပနိုင်ငံတွေကရုရှားတပ်ငွေတင်သွင်းမှုတွေကိုလျှော့ချခဲ့ပေမဲ့တူရကီကလျှော့ဈေးကြီးတွေကိုခွင့်ကောင်းယူပြီးဆက်လက်ဝယ်ယူခဲ့ပါတယ်။ရုရှားတပ်ငွေကိုအလွန်ကြုံမှီခိုတာဟာအန်ဒီယံများရဲ့ကစားပွဲတစ်ခုပါ။ မော်စကိုစီကနေစွန့်ရင်မိခုံမှုကိုရှော့ချခြင်းဟာနိုင်ငံရေးအရာတွေမဟုတ်တော့ပါဘူး။ဒါဟာရေရှည်စွန့်ရင်လုံခြုံရေးအကြောင်းပါ။အကြောင်းဖြစ်ပါတယ်။ဒီနေရာမှာတူရကီကဘယ်လန်းချောင်းပေါ်ရောက်နေတယ်လေ။ကျိုးလန်းပေါ်မှာလမ်းလျှောက်နေရသေးပါပဲ။သူကသူ့ရဲ့ LNG ထုတ်လုပ်နိုင်ငံကိုတိုးချဲ့ပြီးအစားပိုင်းတန်းနဲ့တခြားထောက်ပံ့သူတွေနဲ့ပူးပေါင်းဆောင်ရွက်မှုတွေကိုနှက်ဆိုင်အောင်လုပ်ရင်းရုရှားတပ်ဝေကိုဆက်လက်ဝယ်ယူနေပါတယ်။ပြီးတော့တစ်ဆက်တည်းမှာပဲတူရကီကနေတိုးဖွဲ့ဝင်ဖြစ်ရှိနေတယ်ဆိုတဲ့အချက်ကြောင့်ပိုပြီးရှုပ်ထွေးသွားခဲ့ပါတယ်။နေတိုးပေါ်တူရကီရဲ့တာဝန်ဝတ္တရားတွေက မော်စကိုနဲ့လိုနီကက်စွာပူးပေါင်းခြင်းကနေနောက်ဆုတ်ဖို့သူ့ကိုထက်ခါထက်ခါအတင်းကျပ်ဖိအားပေးခဲ့ပါတယ်။ရုရှားတပါဝါတံခွေကတူရကီရဲ့စွမ်းရင်ထောက်ပံ့မှုရဲ့အရေးပါတဲ့အစိတ်ပိုင်းတစ်ခုအဖြစ်ဆက်လက်တည်ရှိနေချိန်မှာမဟာမိတ်အဖွဲ့ပေါ်နိုင်ငံရဲ့စစ်ရေးဆိုင်ရာဂရီကွေ့တွေကရုရှားနဲ့မဟာဗျူဟာမြောက်မိတ်ဖက်ဖြစ်လာဖို့အလံဝေးစေခဲ့ပါတယ်။ရုရှားနဲ့နေတို့ကြားတင်းမာမှုတွေမြင့်တက်လာတိုင်းတူရကီဟာသူ့ရဲ့စစ်မှန်တဲ့လုံခြုံရေးအကျိုးစီးပွားတွေဘယ်မှာတည်ရှိသလဲဆိုတာကိုပြန်လည်ဆင်ခြင်ရပါတယ်။ ခရိုင်းမီးယားကိုသိမ်းပိုက်ခြင်းဟာဒီအခြေအနေအတွက်ပထမဆုံးအဓိကစမ်းသပ်မှုတွေတဲကတစ်ခုပါပဲ။နေတိုးအဖွဲ့ဝင်တအုပ်အနေနဲ့တူရကီဟာရုရှားရဲ့လှုပ်ဆောင်ချက်တွေကိုရှုံချရမှာမဟာမိတ်အဖွဲ့နဲ့တူရက်တီဖို့ညှော်လင့်ခံခဲ့ရပါတယ်။ရုရှားပေါ်ရေးယူပိတ်ဆို့မှုတွေချမှတ်ခြင်းကိုတူရကီကလက်မခံခဲ့ပေမဲ့ယူကရိန်းရဲ့အချုပ်အခြာအနာကိုအခိုင်အမာထောက်ခံကြောင်းကိုတော့ပြောကြားခဲ့ပါတယ်။ပြီးတော့ခရိုင်းမီးယားတာတာလူမျိုးတွေပေါ်နှိပ်စက်ညှိနှိုင်းမှုကိုရှုတ်ချခဲ့ပါတယ်။အဲ့ဒီအချိန်၆လုံးမှာ တူရကီဟာရုရှားတပ်ငွေကိုဆက်လက်ဝယ်ယူခဲ့ပြီးစီးပွားရေးလိုအပ်ချက်နဲ့ပထဝီနိုင်ငံရေးတစ္ဆာကံမှုကြောင့်မှာတိမ်မွေ့တဲ့လမ်းကြောင်းကိုဆက်လျှောက်ခဲ့ပါတယ်။ဒါပေမဲ့2015ခုနှစ်မှာတော့အရာအလုံးကပိုပြီးရှုပ်ထွေးသွားခဲ့ပါတယ်။တူရကီကစီးရီးယားနယ်စပ်အနီးမှာသူ့ရဲ့လေပိုင်နက်ချိုးကိုချိုးဖောက်တဲ့ရုရှားရဲ့ Su-24 တိုက်လေယာဉ်တစ်စီးကိုပစ်ချခဲ့တဲ့အခါရုရှားကစီးပွားရေးအရေးယူပိတ်ဆို့မှုတွေနဲ့တုံ့ပြန်ခဲ့ပါတယ်။ဒဏ်ငွေထောက်ပံ့မှုတွေကိုတိုက်ရိုက်မဖြတ်တောက်ခဲ့ပေမဲ့ဒီအကြက်တဲကတူရကီဘလောက်အားနည်းတယ်လဲဆိုတာကိုတက်တည်ပြခဲ့ပါတယ်။ ဒီဖြစ်ရပ်ကတူရကီလေပိုင်နက်ကိုကာဝေးရမှာနေတိုးရဲ့ခန်းကဏ္ဍကိုလည်းအားဖြည့်ပေးခဲ့ပါတယ်။တင်းမာမှုတွေမြင့်တက်လာတဲ့အခါတူရကီမှာသူ့ရဲ့မဟာမိတ်တွေကိုမှီခိုဖို့ကလွယ်လို့တခြားရွေးချယ်စရာမရှိခဲ့ပါဘူး။ဒီလိုဆက်ဆံရေးမှာအားနည်းချက်တွေရှိပေမဲ့တူရကီနဲ့ရုရှားတို့ကပူးပေါင်းဆောင်ရွက်ဖို့နည်းလမ်းတွေကိုဆက်ပြီးရှာနေခဲ့ပါတယ်။2020ပြည့်နှစ်မှာ Tax Train Pipeline ပြီးစီးခဲ့ပြီးသူတို့ရဲ့စွမ်းအင်ဆက်ဆံရေးကိုပြန်လည်နှဆိုင်စေခဲ့ပါတယ်။ဒီ pipeline ကြောင့်ရုရှားကယူကရိန်းကိုရှောင်ရှားပြီးတူရကီနဲ့တောင်ပိုင်းဥရောပကိုဒိုက်ရိုက်တံငွေပေးပို့နိုင်ခဲ့ပါတယ်။ ဒါပေမဲ့သူတို့ရဲ့စွမ်းရည်ဆက်ဆံရေးတွေအားကောင်းလာတဲ့အချိန်မှာပဲရုရှားစီကတူရကီရဲ့စစ်လက်နက်ဝယ်ယူမှုတွေကြောင့်ပဲနေတိုးရဲ့စိုးရိမ်မှုတွေကိုမြင့်တက်စေခဲ့ပါတယ်။တူရကီကရုရှားရဲ့ S400 ဒုံးကျည်ကာဝေးစနစ်တွေကိုဝယ်ယူခဲ့တဲ့အခါနေတိုးက F35 တိုက်လေယာဉ်အစီအစဉ်ကနေတူရကီကိုဖယ်ရှားခြင်းအပအဝင်တင်းထန်တဲ့အကျိုးဆက်တွေနဲ့တုံ့ပြန်ခဲ့ပါတယ်။နေတိုးဘက်ကတူရကီကိုပေးကျင်တဲ့သတင်းစကားကရှင်းရှင်းလင်းလင်းပါပဲ။အဲ့ဒါကဘာလဲဆိုတော့ကာဝေးရေးအတွက်တောင်ရုရှားကိုအလွန်ကြုံမှီခိုတာဟာကြီးမားတဲ့အကျိုးဆက်တွေရှိလာပါလိမ့်မယ်တဲ့။ 2022ခုနှစ်မှာရုရှားကယူကရိန်းကိုကျူးကျော်ပြီးတဲ့နောက်မှာတူရကီကရုရှားဆွမ်းရင်အပေါ်အနောက်နိုင်ငံတွေရဲ့အေးအေးယူပိတ်ဆို့မှုတွေမှာပါဝင်ဖို့ငြင်းဆန်ခဲ့ပါတယ်။ဒါပေမဲ့သူက Boss Friend နဲ့ Dardanel ရေလက်ကြားတွေမှာတော့ရုရှားစစ်သင်္ဘောတွေကိုပိတ်ထားခဲ့ပြီးပင်လယ်နက်မှာမော်စကိုရဲ့စစ်ရေးဆိုင်ရာလှုပ်ဆောင်ချက်တွေကိုကန့်သတ်ခဲ့ပါတယ်။တချိန်တည်းမှာပဲတူရကီကရုရှားရဲ့လှုပ်ရှားမှုတွေကိုခုခံရမှာအဓိကအခန်းကဏ္ဍကနေပါဝင်ခဲ့တဲ့ Beretta drone တွေကိုယူကရိန်းကိုထောက်ပံ့ပေးခဲ့ပါတယ်။ ီလုံဆောင်ချက်တွေကတူရကီကိုရုရှားနဲ့ပိုပြီးဝေးကွာစေခဲ့ပြီးအရေးအကြီးဆုံးအချိန်ရောက်လာတဲ့အခါနေတိုးလုံခြုံရေးကစီးပွားရေးမှီခုံမှုထက်ပိုအရေးပါကြောင်းသက်သေပြခဲ့ပါတယ်နေတိုးကတူရကီကိုကာဝယ်ပေးမယ်ဆိုတဲ့ဒီအာမခံချက်ကနောက်ဆုံးမှာသူ့ကိုရုရှားအော်ဒါလွှမ်းမှုကိုဖယ်ရှားပြီးအနောက်ကမ္ဘာနဲ့အတူဆက်လက်ရပ်တည်ဖို့အတင်းကျပ်ဖိအားပေးလိုက်တယ်လို့ပါပဲဒါဟာရုရှားကယူကရိန်းကိုတိုက်ခိုက်လိုက်ခြင်းကြောင့်သူ့ရဲ့ပထဝီနိုင်ငံရေးမဟာမိတ်ဆက်ဆံရေးကိုဘယ်လိုထိခိုက်စေတယ်လဲဆိုတာပြသလိုက်တာပါပဲ။ ယူကရိန်းကိုကျူးကျော်ခြင်းကရုရှားကိုဘလို့အားနည်းစေခဲ့တယ်လဲကျူးကျော်မှုကအနောက်နိုင်ငံတွေမှာရုရှားရဲ့ရည်တည်မှုကိုထိခိုက်စေုံနဲ့မကပါဘူးအထက်ကကမ္ဘာလုံးဆိုင်ရာမိတ်ဖက်တွေနဲ့သူ့ရဲ့မဟာမိတ်တွေကိုလည်းအားနည်းစေခဲ့ပါတယ်ရုရှားဟာသူ့ရဲ့မဟာမိတ်တွေကိုတဖြည်းဖြည်းနဲ့အထီးကျန်စေခဲ့ပြီးဂျာနီနိုင်ငံတွေကလည်းနေတိုးနဲ့ပို့ပြီးနီးကပ်လာခဲ့ပါတယ်တာလီမန်ကြီးကအမှားယွင်းတိုင်းစစ်မြေပြင်မှာကြာရှုံးမှုတိုင်းနဲ့စီးပွားရေးဖိအားတိုင်းကမော်စကိုဟာယုံကြည်စိတ်ချရတဲ့မဟာမိတ်မဟုတ်တော့ဘူးလို့ထင်မြင်စေခဲ့ပါတယ်တစ်ချိန်တည်းမှာပဲ နေတိုးကအဲ့ဒီအကြောင်းကိုအသုံးချပြီးသူ့ရဲ့အော်ဒါကိုတိုးချဲ့ခဲ့တယ်လို့သူ့ရဲ့မဟာမိတ်တွေကိုလည်းအားကောင်းစေခဲ့ပါတယ်ရုရှားရဲ့ကမ္ဘာလုံးဆိုင်ရာရပ်တည်မှုအတွက်အကြီးအမားဆုံးထိုးနှက်ချက်တွေကတခုကစီရင်အင်အားတခုအနေနဲ့ယုံကြည်စိတ်ချရမှုဆုံးရှုံးခြင်းပါပဲကျူးကျော်မှုမတိုင်ခင်မှာမော်စကိုကအနောက်နိုင်ငံတွေကိုစိန်ခေါ်နိုင်တဲ့အင်အားတခုအဖြစ်သူ့ကိုယ်သူရပ်တည်နိုင်ခဲ့ပါတယ်စစ်ပွဲကအကြာရှည်လာတာနဲ့အမျှသူ့ရဲ့အားနဲ့တဲ့စစ်မြေပြင်ဆွမ်းဆောင်ရေးတွေကြောင့်ထိခိုက်သေးဆုံးမှုများပြားလာပြီးသူ့ရဲ့အားနဲ့ချက်တွေထင်သာမြင်သာဖြစ်လာခဲ့ပါတယ် တချိန်ကရုရှားကိုအင်အားကြီးတဲ့လုံခြုံရေးမိတ်ဖက်ဖြစ်ရှုမြင်ခဲ့တဲ့အာမေးနီးယားကဇက်စတန်နဲ့တရုတ်တို့လိုနိုင်ငံတွေကသူတို့ရဲ့ဆက်ဆံရေးတွေကိုပြန်လည်စဉ်းစားဖို့စတင်ခဲ့ပါတယ်။2023ခုနှစ်မှာနာဂိုနိုကာရာဘက်မှာအစာပိုင်တန်းနဲ့ဖြစ်ပွားခဲ့တဲ့ပဋိပက္ခမှာရုရှားကအာမေးနီးယားကိုထောက်ပံ့ပေးဖို့ပြတ်ကွက်တဲ့အခါမော်စကိုဟာကမ္ဘာလုံးဆိုင်ရာမှာအင်အားကိုပြသဖို့ဝေးစွာနှီးကပ်နေတဲ့မဟာမိတ်နိုင်ငံကိုတော့မကာကွယ်နိုင်ဘူးဆိုတာရှင်းရှင်းလင်းလင်းဖြစ်လာခဲ့ပါတယ်။ တရုတ်နဲ့အိန္ဒိယပေါ်ရုရှားရဲ့စီးပွားရေးမိခုမှုကလည်းအားနည်းချက်တစ်ခုဖြစ်လာခဲ့ပါတယ်။အနောက်နိုင်ငံတွေရဲ့အေးအေးယူပိတ်ဆို့မှုတွေကဥရောပကိုရုရှားရဲ့ရင်နယ်နဲ့ဓာတ်ငွေတင်ပို့မှုတွေကိုဖျက်တောက်လိုက်တဲ့အခါမော်စကိုကအစားထိုးဝယ်ယူသူတွေအနေနဲ့ပေကျင်းနဲ့နယူးဒေလီတို့စီကိုလှည့်ခဲ့ပါတယ်။ဒီနိုင်ငံတွေကရုရှားစွမ်းအင်ကိုဆက်လက်ဝယ်ယူခဲ့ပေမဲ့မော်စကိုရဲ့စိတ်ဓာတ်ကျဆင်းနေတာကိုခွင့်ကောင်းယူပြီးလျှော့ဈေးကြီးကြီးတွေနဲ့ဝယ်ယူခဲ့ပါတယ်။ပြီးတော့စစ်ပွဲကကြာရှည်လာတာနဲ့အမျှအာရှလေပိုင်းမှာရုရှားရဲ့ဩဇာထွန်းမှုကလည်းလျော့ပါးစေခဲ့ပါတယ်။ ကာဇစ်စတန်နဲ့ဥဇ်ဘက်ကစ္စတန်တို့လိုနိုင်ငံတွေကရုရှားရဲ့ယူကရိန်းနယ်မြေတွေကိုသိမ်းပိုက်မှုကိုအတိမတ်ပြုဖို့ငြင်းဆန်ခဲ့ပါတယ်။ဒီပြောင်းလဲမှုကဆိုဗီယက်ခေတ်လွန်ရုရှားရဲ့ဩဇာလွှမ်းမိုးမှုနယ်ပယ်ပေါ်ထိန်းချုပ်နိုင်မှုကိုတိတိတတ်တာအားနည်းစေခဲ့ပါတယ်။ဒါကြောင့်မလို့စစ်ပွဲကရုရှားအတွက်လုံးဝကဆိုင်မှုတစ်ခုဖြစ်လာခဲ့ပြီးအဲ့ဒီလောက်ထိရင်းနှီးခဲ့တဲ့တူရကီနဲ့ရုရှားကြားဆက်ဆံရေးကတဖြည်းဖြည်းဝေးကွာသွားပါတော့တယ်။တူရကီရဲ့မဟာဗျူဟာကျမှုတူရကီကိုကြည့်မယ်ဆိုရင်နေတိုးဖွဲ့မှလည်းရှိပြီး ရုရှားနဲ့လည်းတော်တော်လေးနှီးစက်တဲ့သူ့ရဲ့ထူးခြားတဲ့အနေထားကနေဒီမျှကြေထိန်းတဲ့အခန်းကဏ္ဍကိုလှုပ်ဆောင်နိုင်ခဲ့တာပါအမှန်တော့ဒါကတခြားနိုင်ငံတွေနဲ့မဟာမိတ်ဖွဲ့မှုတွေအပေါ်မိခုံမှုညွန်နေပြီးယဉ်ကျေးမှုအရပိုပြီးတူညီတဲ့နိုင်ငံတစ်ခုဖြစ်လာဖို့အာဒိုဂန်ရဲ့လှုပ်ရှားမှုနဲ့ပိုပြီးသက်ဆိုင်ပါတယ်အာဒိုဂန်ကဒီယူဆကိုတူရကီမှာအသုံးချပြီးစီးပွားရေးနိုင်ငံရေးနဲ့စည်ရေးအရပိုပြီးတက်ကြွတဲ့နိုင်ငံတစ်ခုကိုဖန်တီးဖို့ကြိုးစားနေပါတယ် ဒါကတူရကီကိုဥရောပရဲ့အကြီးဆုံးစစ်တပ်တွေကတခုဖြစ်စေခဲ့ပြီးပေလယ်နက်ကိုဝင်ရောက်ခွင့်ကိုအလိုရှိတိုင်းဖြတ်တောက်နိုင်တဲ့နိုင်ငံရဲ့အစဉ်ပြေတဲ့ပထဝီအနေအထားကလည်းအထောက်အကူဖြစ်စေပါတယ်။ဒါကယူကရိန်းစစ်ပွဲအတွင်းမှာဖြစ်လာတဲ့တူရကီရဲ့အံအားသင့်စရာကောင်းလောက်အောင်နိုင်ငံရေးအရအရေးပါလာခြင်းလည်းဖြစ်ပါတယ်။ဒီအချိန်ကယူကရိန်းစစ်ပြင်းထန်ရေးတူရကီကစွမ်းဆောင်နိုင်မလားဆိုတဲ့မျှော်လင့်ချက်တွေကိုလည်းဖြစ်စေခဲ့ပါတယ်။တူရကီအနေနဲ့ရုရှားနဲ့နေတိုးကြားအလဲကောင်ကနေဆက်ဆက်ညှိနှိုင်းပေးနိုင်မလားဗောဒီအခြေအနေကတော့ဆက်လက်စောင့်ကြည့်ရအောင်ပါပါ ားလုံးကိုကျေးဇူးတင်ပါတယ်